တမားထရန်ကရုရှားကိုစက်ကူကြားပဲလို့တုံးတုံးလိုက်တဲ့အတွက်ရုရှားကဒေါသခံနေပါတယ်ရုရှားနဲ့ကြော်ရေးကောင်စီဒီယိုခရဒီမီထရီမက်ဗီဒက်ကတော့တမားထရန်အနေနဲ့နယူးယောက်မှာယူကရိန်းတမားဇီလန်စကီနဲ့တွေ့ဆုံပြီးသူ့ရဲ့သဘောထားအမြင်တွေပြောင်းလဲသွားပြန်ပြီးလို့ရေးပါတယ်တမားထရန်ဟာစိတ်သဘောထားအမြင်မခိုင်မာဘူးလို့လည်းသူကဆွဆွဲပါတယ်ဒီမီထရီမက်ဗီဒက်ကစက်တင်ဘာ24ရက်နေ့မှာသူ့ရဲ့လူမှုကွန်ရက်အကောင့်မှာရေးသားထားပါ တမန်ဖရန်ကလူစင်တော်နဲ့တွေ့ပြီးမှရုရှားကိုဆက်ကိုကြားလို့တတ်မှတ်ခဲ့တယ်ရုရှားရဲ့စီးပွားရေးကပြိုကွဲနေပြီးရုရှားစစ်တပ်ဘလောက်အားနည်းနေတယ်ဒါတွေကိုပြောသွားတယ်လို့ဆိုပါတယ်ဒါပေမဲ့ဗီဒက်ကယူကရိန်းတမန်စီလန်စကီးကိုလူရှင်တော်လို့တတ်မှတ်ပြီးတော့တုံးလုံးသွားပါတယ်ဒေါ်နယ်ထရန့်ကတော့အဲ့လိုတုံးလုံးတော့မတွေ့ရပါဘူးယူကရိန်းရဲ့နောက်ဆုံးအုပ်ဝင်းနဲ့မူလပိုင်တဲ့နယ်မြေတွေစီပြန်သွားဖို့အထိပြောခဲ့သလိုရုရှားနိုင်ငံတဲကဒက်စီဆိုင်တန်းစီနေရာတွေကိုပါဒေါ်နယ်ထရန့်ကပြောသွားတာလို့မန်ဗီတက်ကဆိုပါတယ် တော်ရင်ထွန်းပြောတာရေလက်တွေ့အခြေအနေတွေကစန့်ကျင်ပပြလို့ဆိုပါတယ်လူကြိုက်များမဲ့နိုင်ငံရေးစကားလုံးတွေမကြခဏပြောတဲ့ trend တွေနဲ့ရပ်ပိုင်းအတွင်းမှာနောက်ထပ်တစ်မျိုးပြောင်းပြောင်းမှာတန်ပြရမရှိပါဘူးသူရင်တော့ကလည်းအဲ့ဒီလိုပြောနေကြပဲလို့မန်ဗီတက်ကဆိုပါတယ်ယူကရိန်းနဲ့ဘရာဇီးလန်စီးတို့လက်နက်ချခိုင်းတာဒါမှမဟုတ်သူပြန်ပြီးခွင့်လွှတ်ထားတဲ့ Elon Musk နဲ့ပဲအင်ကာဂျိုအလဲသွားတာဒါမှမဟုတ်ငင်းကြင်းတွေပဲစုရနိုင်မယ်တခြားအရေးကြီးတာတစ်ခုခုကိုလုပ်နိုင်တာဒါနေဖြစ်နိုင်တယ်သူရဲ့အဓိကရည်ရွယ်ချက်က Nobel ဆုရဖို့လေလို့မန်ဗီတက်ကဆိုပါတယ် ဘလောက်ဖြစ်ဒေါ်လန်ထရန့်အနေနဲ့ကိစ္စရဲ့အမျိုးမျိုးကိုအမြင်မျိုးမျိုးမကြာခဏပြောင်းလဲဖြစ်ဖို့အရေးကြီးတယ်လို့ပြောင်းလဲမယ်လို့ယုံကြည်ကြောင်းလဲဒီမီထရီမက်ဘီတက်ကဆိုပါတယ်တမနာတယောက်အနေနဲ့သူ့ရဲ့မစုံမနစ်ခိုင်ပါတဲ့ငင်းချင်းရေးယူဆချက်အမျိုးကိုခိုင်မာထားရှိတဲ့နယ်ဆိုပြီးဒီမီထရီမက်ဘီတက်ကတော့မှဒေါ်လန်ထရန့်ကိုပြောတော့ပါတယ်ဒါအပြင်စက်ကူကြားလို့ပြောလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးရုရှားကလည်းလည်းလေးတော့ခက်ဆက်ဆက်ဖြစ်နေပါတယ် ရုရှားဟာစက်ကူကြားဟုတ်မဟုတ်စမ်းသက်ကြီးတဲ့နယ်လို့တောင်မှပြောနေပါတယ်အခုလိုမျိုးသမ္မတထရမ်ပကပြောနေတာနဲ့ပတ်သက်ပြီးတော့ရုရှားကောင်းဆောင်ပူတင်ကတော့ဘာတစ်ခုမှတုံ့ပြန်ပြောခြင်းမရှိသေးပဲမက်ပီတက်ကသာပြောနေပါတယ်ရုရှားဟာစက်ကူကြားဟုတ်မဟုတ်ပဲဝုံဝုံတကောင်ဖြစ်ကြောင်းပြန်လည်ပြောဆိုပါတယ်တနပေတာအနေနဲ့တော့မှဥပမာပေးခဲ့ပါတယ်ရုရှားကကြားတကောင်မဟုတ်ပါဘူးအရင်ကတည်းကရုရှားကိုဝုတ်ဝုတ်ဖြစ်ရှုမြင်ခဲ့တာပါ စက္ခုဝတ်ဝင်ဆိုပြီးလည်းမရှိဘူးဗျရုရှားကတကယ်ကိုဝတ်ဝင်ကြီးစစ်စစ်ပါ ရေကဲဝတ်ဝင်ကြီးပါ စက္ခုဝတ်ဝင်မဟုတ်ဘူးလို့ရုရှားဆိုရပြောရေးဆိုခွင့်ရှိတဲ့ဒီမီထရီပက်စကော့ကလည်းဆိုရတယ်ယူကရိန်းကိုလိုလာတဲ့ထရက်ရဲ့လွန်ခဲ့တဲ့သဘောထားမှတ်ချက်ပေါ်ရုရှားဆိုရကဒီလိုတုံ့ပြန်ခဲ့ခြင်းဖြစ်ပြီးစစ်ပွဲကိုအမြဲအမြဲဆက်ဆံနိုင်ရရှိအောင်လှုံ့ဆော်နိုင်ခြင်းမရှိတဲ့ရုရှားအမေရိကန်သမ္မတထရန့်ကလောင်မြောက်ခဲ့ပြီးယူကရိန်းဆိုရဟာရုရှားတပ်ဖွဲ့တွေစီကနေနေမြေအလုံးပြန်သိမ်းယူနိုင်ခြင်းရှိကြောင်းပြောသွားပါတယ် မွန်ငိုလာကြီးစီယုံသိမ်းသိမှုမအောင်မြင်ခဲ့ခြင်းနဲ့အများအမျောလင့်တဲ့ဒိုင်ရုရှားပေါ်ထိရောက်တဲ့ပိတ်ဆို့အရေးယူမှုချမှတ်နိုင်ခြင်းမရှိတဲ့ကြောင်းထရဟာယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့ရည်ရည်ချက်ကိုပြပြတသားသားပြောင်းလဲပစ်လိုက်ပြီလားဆိုတဲ့မေးခွန်းထုတ်မှုတွေပေါ်ထွက်နေပါတယ်ရုရှားဆိုရဟာထရမ်ချက်တွေကိုပယ်ချတဲ့အပြင်ပူတင်နဲ့ရုရှားတို့ဟာစီးပွားရေးအကျပ်တဲတကြီးမမကြုံနေရပြီးခုချိန်ယူကရိန်းအနေနဲ့တုံ့ပြန်နိုင်ချေရှိတဲ့အချိန်ပါလို့ထရမ်ချက်စကားကိုလည်းပယ်ချပါဗျ။ ယူကရိန်းကို2022မှာရုရှားဘက်ကဝင်ရောက်တိုက်ခိုက်ပြီးနောက်ရုရှားပေါ်နောက်နိုင်ငံတွေရဲ့ဒဏ်ခတ်ပိတ်ဆို့မှုကြောင့်အခက်အခဲတချို့ရှိနေတာမှန်ပေမဲ့ရုရှားဟာကြံ့ကြံ့ခံနိုင်မှုနဲ့အကြီးစားစီးပွားရေးတည်ငြိမ်မှုကိုထိန်းထားနိုင်ကြောင်းဒီမီထရီပက်စကော့ကပြောပါတယ်။ဒီမီထရီပက်စကော့ပြောတဲ့ရုရှားရဲ့နောက်ကွယ်ကနိုင်ငံကြီးတွေစီးပွားရေးတောင်းတင်တဲ့နိုင်ငံကြီးတွေဆိုတာတရုတ်နဲ့အိန္ဒိယဖြစ်နိုင်ခြေရှိတာငွေကြီးလက်ခံမလွဲဘူးလို့လေလာသူတွေကပြောပါတယ်။ ဒါပြင်ယူကရိန်းနဲ့မြေတွေပြန်လဲသိမ်းယူမဲ့အယူအဆကိုရုရှားဘက်ကပယ်ချလိုက်ပါတယ်။ယူကရိန်းနေနဲ့အဲ့ဒီလိုမျိုးလုံလုံရကြေးဆိုရင်စမ်းကြည့်လိုက်ပါဆိုပြီးရုရှားဘက်ကပြောပါတယ်။သမ္မတထရန်ကတော့ယူကရိန်းသမ္မတဇီလန်စီကိုယူကရိန်းနေနဲ့၎င်းတို့ဆုံးရှုံးသွားတဲ့နယ်မြေမှန်သမျှအကုန်လုံးကိုပြန်ပြီးတော့ထိုးစစ်ဆင်ပြီးတော့မှားယွင်းပြီးတော့သိမ်းပိုက်ရမယ်ဆိုပြီးမျှောက်ပေးနေပါဖြစ်ပါတယ်။ကုလသမဂ္ဂမှာဇီလန်စကီနဲ့တွေ့ဆုံမှုပြီး ထရဲ့မှတ်ချက်တွေဟာကုန်နစ်ခွဲကြတဲ့ပြိပကပေါ်သူ့ရဲ့ယက်တီချက်အဓိကအချိုးကွတ်တစ်ခုဖြစ်ခဲ့ပါလေထရဲ့ရွေးကောက်ပွဲမှာတုန်းကဘလို့ပြောခဲ့လဲဆိုတော့ရုရှားယူကရိန်းစစ်ပွဲကို24နှစ်ပြီးတော့အဆုံးသတ်နိုင်မယ်လို့ကြွေးကြော်မှုပါလေအမေရိကန်နဲ့ယူကရိန်းတရားလုံးဟာရုရှားအောင်နိုင်မှုခွင့်ရလုံးဝမရှိနိုင်ဘူးလို့လေလာသူတွေကပြောပါလေထိုးစစ်ပန်းတိုင်းကိုအောင်မြင်အောင်ဆောင်ရွက်မယ်လို့ရုရှားအရင်ကလေးကပြောထားတာပါ ဒီမီဒီဘက်စကောကကျွန်တော်နိုင်ငံရဲ့ပစ္စုပန်နဲ့အနာဂတ်အတွက်ဒါ ਉਹ ပဲအဓိကလုပ်နေတာပါ။နောင်လာမဲ့မျိုးဆက်များစွာတပေါ့။ဒါကြောင့်ကျွန်တော်တို့မှာတခြားရွေးချယ်စရာမရှိဘူးလို့ဆိုပါတယ်။ရုရှားတပ်တွေမျိုးတော်ကစ်ကိုသိမ်းပိုက်ဖို့စ조사ခဲ့ပူပြီးပူတင်ကဇလန်စကီကိုဖြောက်ချဖို့လူသိရှင်ကြားတောင်းဆိုခဲ့ဘူးတာလည်းလက်ရှိနေပါတယ်။လက်ရှိမှာတော့ဒီတိုက်ပွဲနဲ့အတွင်းမှာလူပေါင်းပေါင်းနဲ့ချီတေဆုံးခဲ့ပြီးလူသန်းပေါင်းများစွာမင်းတွေကိုဆုတ်ခွာပြီးတော့ထွက်ပြေးနေရပါတယ်။ ရုရှားစစ်တပ်ဟာ2014ခုနှစ်မှာသိမ်းယူခဲ့တဲ့ခရိုင်းမီးယားကျောဆွယ်ဘာဝင်ယူကရိန်းပိုင်နယ်ရဲ့၅ဘုံတဘုံခန့်ကိုထိန်းချုပ်ထားပြီးတိုက်ပွဲမြေပြင်မှာထိုးစစ်ဆက်ဆင်နွှဲနေပါတယ်။နှစ်ဖက်စစ်တပ်မှာကြီးမားတဲ့ဆုံးရှုံးမှုတွေခံစားနေရပါတယ်။သူတို့နိုင်ငံကိုမူရင်းပုံစံအတိုင်းယူကရိန်းဟာပြန်လည်ရယူနိုင်ပြီးဒီထက်တောင်မှပို့ပြီးတိုးချက်သွားနိုင်တယ်ဆိုတာဘသူသိနိုင်မလဲလောက်ကောင်းလုံးနိုင်တယ်လို့ထရန့်ကပြောပါတယ်။ယူကရိန်းကတခုခုကိုပြန်လည်သိမ်းပိုက်နိုင်တယ်ဆိုတဲ့အယူအဆကတကယ်တော့မှားယွင်းနေတာဗျ။ လို့မှမဖြစ်နိုင်ပါဘူးရုရှားစစ်တပ်ကအားနေတာလဲဘလို့မှမဖြစ်နိုင်ပါဘူးဆိုပြီးတော့ဒီမီထရီပက်စကော့ကပြန်ပြောပါတယ်ယူကရိန်းဟာပြီးခဲ့တဲ့လများတွင်ရုရှားရဲ့စွန့်ရင်နေရာတွေပေါ်အဓိကထားတိုက်ခတ်ခဲ့ပါတယ်ဘာရိုကိုစတန်ဒေတာမှာရှိတဲ့အဓိကရုရှားရင်နေချက်စုံကြီးကိုယူကရိန်းဒရုန်းတွေကညာလုံးပေါက်တိုက်ခိုက်ပြီးဒီဆောင်ကြီးတစ်ခုလုံးလိပါပျက်စီးခဲ့ပါတယ်။ယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုတစ်ခုကလည်းတင်းထားတဲ့ခရိုင်းမီးယားကျွန်းဆွယ်ရှိပါရုရှားစစ်ကမ်းမြို့မှာလူလူကိုတိုက်ဆုံးခဲ့ပါတယ်။ မဟာမိတ်နိုင်ငံတွေအနေနဲ့ရုရှားလက်ရင်တွေနဲ့ drone တွေကသူတို့လေပိုင်တွေကိုချိုးဖောက်ပွားကပြစ်ချသင့်တယ်လို့ Trump ကပြောပြီးနောက် NATO လေပိုင်တွေကိုရုရှားကချိုးဖောက်ဝင်ရောက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေကိုလည်းလုံမင်းစိုးရင်ကြောင့် Dmitry Peskov ကဆိုပါတယ်ရရှားတိုင်းနိုင်ငံရဲ့ drone များစွာဟာမကြသေးမီတရင်ပတ်တွေဥရောပဖွဲ့ဝင်နိုင်ငံတွေလေပိုင်လက်ကိုချိုးဖောက်ခဲ့တယ်လို့နေတိုးနိုင်ငံတွေကဆိုပြီး Trump ကရုရှားကတော့ဒါကိုငြင်းပါတယ်။ယူကရိန်းရင်ကျိုင်းတွတ်တမှုရပ်တန့်သွားခြင်းနဲ့တူမော်စကိုနဲ့ဝါရှင်တန်ကြားကျယ်ပြန့်တဲ့ဆက်ဆံရေးဟာတုံ့ပြန်ရလက်သာထောက်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။ ဇလန်စနီယာထရရဲ့ထင်ရှားတဲ့ယက်တီချက်ပြောင်းလဲမှုကိုကြီးမားတဲ့ပြောင်းလဲဖြစ်ကြိုးဆိုပေမဲ့အမေရိကန်ကောင်းဆောင်ကရုရှားပေါ်ပုံမှုပိတ်ဆို့အရေးယူမှုကဲ့သို့တိကျတဲ့အစ်စ်နေဆက်လုံမလာမရှင်းနိုင်ပါဘူးယူကရိန်းပြည်သူတွေကြားမှာတန်တရားနေရှိနေပါတယ်တနအိရှားတခါထရရဲ့မြင်တွေကပြောင်းနေတာဘာမှယုံစားလို့မရဘူးလို့ဆိုပါတယ်ပေါ်ပြီးကူညီလာတယ်ပေါ်ပြီးလှုပ်ဆောင်လာတယ်စကလုံးသက်သက်မဟုတ်ဘဲနဲ့တကယ်ကိုလက်တွေ့ကျလှုပ်တင်နေဆိုပြီးနေတို့ဖွဲ့ကလည်းပြောပါတယ်ကမ္ဘာတဝန်းလုံးရဲ့ငြိမ်းချမ်းရေးချိန်ဝင်ရာအတွက်တာဝန်ရှိတဲ့နိုင်ငံက နောက်ဆုံးမှာယူကရိန်းဘက်ကိုကူညီလာမယ်ဆိုတာအမှန်တကယ်ယုံကြည်ကြပါတယ်လို့ယူကရိန်းပြည်သူချူကလည်းပြောပါတယ်။နောက်ထပ်သတင်းပုတ်ပြောကြပါတယ်။တိုင်ဖုန်းဘုံလန်ကြီးရွာကစားကြောင်းထိုင်ဝမ်မာတင်သေဆုံးသူ18ဦးထိမြင့်တက်လာကြောင်းဒါပြင်မုံတိုင်းဟာတရုတ်တောင်ပိုင်းကိုဆက်လက်ဝင်ရောက်သွားပြီလို့သိရပါတယ်။အခုနှစ်တွင်းကမ္ဘာ့ရဲ့အပြင်းဆုံးအပူပိုင်းတိုင်ဖွန်မုံတိုင်းကြီးရကစားကြောင်းထိုင်ဝမ်မှာလူ16ဦးသေဆုံးပြီး ဟောင်ကောင်မှာလည်းမုံတိုင်းကြောင့်လေပြင်းနေကြခဲ့တယ်လို့မိုးသီးထန်စွာရွာသွန်းပြီးနောက်မုံတိုင်းဟာတရုတ်တောင်ပိုင်းရန်ကျမ်းမြို့ကိုဝင်ကြောက်တိုက်ခိုက်ပါတယ်။တိုင်ဖုန်းမုံတိုင်းဟာကွမ်တုံပြည်နယ်မှာရှိတဲ့တရုတ်ရဲ့အကြီးဆုံးရေနယ်ချက်လုပ်တဲ့မြို့များထဲမှာတစ်ခုဖြစ်တဲ့မော်မင်းမြို့ကိုလည်းဥလိရေရှာနေပါတယ်။ထိုင်ဝမ်မှာရေကန်အားစီးတွေပေါက်သွားပြီးမြို့ရဲ့ရေလုံးကြီးဝင်လာတဲ့အတွက်အရှေ့ဟွာလီယန်ခရိုင်မှာလူ၁၈ဦးကြောက်ဆုံးနေပါတယ်။ တိုင်ဖုန်းရာကာစာကြောင့်ဟောင်ကောင်ရဲ့လုံလန်းဆောင်တာတွေရပ်ဆိုင်းသွားပါတယ်။ရာသီဥတုဖောက်ပြောင်းမှုကြောင့်တရုတ်တောင်ပိုင်းကိုပုံမအားကောင်းတဲ့တိုင်ဖုန်းမုန်တိုင်းတွေဝင်ရောက်တိုက်ခတ်နိုင်ဖွယ်ရှိကြောင်းဟောင်ကောင်မြို့တော်တက္ကသိုလ်မှစိုးရိမ်တဲ့သဘောပေါက်ဝင်ခြင်းထင်းထင်းကြီးကြောင့်မှဌာနမှုဗဂျမန်ဟောင်တုံကပြောပါတယ်။ဒါကဒီနေရာဒီဟောင်ကောင်မှာတွေ့ကြုံရတဲ့ရာသီဥတုကအဆပဲရှိသေးတယ်လို့ဆိုပါတယ်။တိုင်ဖုန်းမုန်တိုင်းမကြာခဏတိုက်ခတ်မှုကြောင့်ဖြစ်ပေါ်လာနေတဲ့အနေအဆုံများမှလူတွေကိုထိုင်ဝမ်အာဏာပိုင်တွေကအလေးအမြေရွှေ့ပြောင်းလိမ့်ရှိပေမဲ့ ခြေတော်မျိုးဖြစ်တဲ့ကန်ဖူးမျိုးမှဒေတာခံတွေကတော့မိုးတိထန်စွာရွာသွန်းမှုကြောင့်ရေအာကြီးရေချလာခြင်းအထိသတိပေးချက်ကောင်းကောင်းမထုတ်ပြန်ခဲ့ကြောင်းပြောပါတယ်။အာရှဗန္ဒာကြီးချက်ချကြတဲ့ဟောင်ကောင်ရဲ့အရှိတ်ပတ်နဲ့တောင်ပိုင်းကမ်းရိုးတဲ့ဒေတာတွေမှာလိုင်းလုံးကြီးတွေရိုက်ခတ်ပြီးလမ်းအနေနဲ့လူတွေချို့နှိမ့်ညို့သွားပါတယ်။ကျွန်းရဲ့တောင်ပေါ်မှာရှိတဲ့ဖူလာတန်ဟိုတယ်မှာမှန်ပရိလကားတွေကိုကြော်ဖြတ်ပြီးပင်လယ်ရေတွေဝင်ရောက်လာတာကို Facebook မြို့တွေမှာတွေ့ရပါတယ်။ထိကတဲ့ရရှိမှုမရှိကြောင်းဟိုတယ်ဘက်ကတော့ပြောပါတယ်။ ရာဂါဇမောင်တိုင်းဟာလူဦးရေထူထပ်တဲ့ပလဲမြောက်ကျွမော့ဒေသကိုဥတီသွားနေတဲ့အတွက်တရုတ်ရေကြောင်းအာဏာပိုင်တွေကအခုနှစ်တွင်အမြင့်ဆုံးလိုင်းလုံးသတိပေးချက်ထုတ်ပြန်ခဲ့ရပါတယ်။ကွမ်တုံမြေနယ်ရဲ့အစိပ်ပိုင်းတွေဟာမုံတိုင်းကြောင့်လိုင်းလုံးကြီးတွေကိုးပေထိပြင်းထန်လာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ရာဂါဇာဟာနောက်ပစိဖိတ်ဒေသမှာလွန်ခဲ့တဲ့ရက်သတ္တပတ်ကဖွဲ့တည်ခဲ့တာပါ။ ဦးလေးတဲ့ပင်လယ်နဲ့မုန်တိုင်းဖြစ်နိုင်တဲ့လေထုအခြေအနေကြောင့်ပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဟာတနင်္လာနေ့မှာအဆင့်၅စူပါတိုင်ဖုန်းဖြင့်လှင်မြောက်သောပုံမအကောင်လာပြီးလေတန်တုံးတနာယီကို162မိုင်နှုန်းဖြစ်တည်လာပါလိမ့်။အရင်တော့အားပြောလာပေမဲ့တပ်ပင်နေတဲ့တအားလိုက်တွေကိုဖြိုးချဖို့အကောင်နေပါသေးတယ်။2019နဲ့2018မှာတိုက်ခတ်ခဲ့တဲ့ဒေါ်လာဘီလီယံပေါင်းများစွာဆုံးရှုံးခဲ့ရတဲ့ဟာဒွန်နဲ့မန်ခွတ်မုန်တိုင်းတွေကလည်းအာနာပိုင်ကသင်ငန်းစာရရှိခဲ့ပါတယ်။ဒါကြောင့်ကြိုတင်ပြင်ဆင်ခဲ့ပါတယ်လို့လေးလာသူတွေကပြောပါတယ်။ ဟောင်ကောင်တော်ဘက်ကိုတနအီကောမိုင်60လုံးနဲ့ဖြတ်သန်းတိုက်ခတ်ပြီးတဲ့နောက်ရာဂါဇာဟာတရုတ်တောင်ပိုင်းကဲလန်တချောင်းမှာမြေပြိုမှုတွေဖြစ်စေပါတယ်။မုံတိုင်းလမ်းကြောင်းပေါ်ရှိအကြီးဆုံးမြို့ဖြစ်တဲ့ကွမ်ဂျိုရှန်ကျန်ဖူရှန်တောင်ကွန်တို့မှာလူကြီးအသန်း90နေထိုင်ပါတယ်။ကွမ်တုံမီနယ်တဝန်းလူပေါင်း2000ကျော်ဘေးလွတ်ရာရွှေပြောင်းကြရပြီးအရေးပေါ်အခြေအနေအတွက်ဝန်ကြီးဌာနမှတောင်းချီတဲ့ reaction တွေတဲ့ခောက်ကနေတွေမိထုံးတဲ့ပစ္စည်းတွေနဲ့အခြားကဲ့ဆယ်ရေးပစ္စည်းတွေအချိန်မီပေးပို့ခဲ့ရတယ်လို့တရုတ်ဆိုရကဖော်ပြပါတယ် ပြည်နယ်တွင်းမှာရှိတဲ့ဈေးစားတွေနဲ့စားသောက်ဆိုင်တို့ဟာမုံတိုင်းတမှာကောက်ွယ်ပုံငားရထားတဲ့ကုန်တွေငားကြီးတွေကိုစတိုးဆိုင်တွေရှိမှာရထားရပါတယ်။ရှင်ကျန်းပင်လယ်အော်ဒရာအောက်ကမုံတိုင်းတော့ကိုလိုက်နေတဲ့လူအုပ်ကိုရင်းနှီးရတဲ့ကနေရရွှေ့ခဲ့ရပါတယ်။တချို့ကမုံတိုင်းကိုလိုက်ကြည့်ကြတယ်တော်တော်ဆိုးတယ်လို့ပြောပါတယ်။မုံတိုင်းတတိပေးချာဟာကြာတာပလေးလေးကြီးအတက်ဝင်မယ်လို့မျှော်လင့်ရပြီးအထူးသဖြင့်ရှင်ကျန်းမြို့မြေနေပိုင်းဒေသတွေမှာရေကြီးနိုင်ခြင်းမြင်မှာကြောင့်တရုတ်ရေကြောင်းအနာပိုင်တွေကပြောပါလိမ့် ောင်ကောင်ကန်နာမှာတိုင်ဖုန်းပေါ်တိုင်ကိုသွားကြည့်တဲ့အမျိုးသမီးတူနဲ့၅နှစ်ရွယ်ကလေးငယ်ဟာပြည်လေတဲ့မျောပါတော့ပါတယ်။ဟောင်ကောင်မှာတိုင်ဖုန်းပေါ်တိုင်ချက်ပြမှုကိုဗော်ဒူးနဲ့နေ့လယ်၁၂မိနစ်၂၀နာရီအစင်၈မအစင်၃ကိုရှော့ချမယ်လို့မြို့တော်မြို့လူသားအေဂျင်စီကပြောပါတယ်။တိုင်ဖုန်းကြောင့်အနည်းဆုံးလူ90ထက်မနည်းဒဏ်ရကြောင်စေုပ်အနာပိုင်းတွေကပြောပါတယ်။အစိုးရကယာယီတဲ90ဖွင့်ထားပြီးလူပေါင်း185ဦးခုလုံးခွင့်ပေးထားပါတယ်။ မကောက်မှလည်းလောင်စာဝိုင်းနေအားလုံးကိုပိတ်ထားပါတယ်။လေပြင်းနဲ့ပျက်စီးတဲ့ကောက်ဝဲဖို့ကာစီနိုပန်းဖြစ်စကန်တွေမှာတကားတွေကိုလုံးပိတ်ထားတဲ့ဗီဒီယိုကိုလည်းတွေ့ရပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ကုလထရီညီလာငန်ကြီးမှာအစ္စရေးတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးစီးရောက်ခေါင်းဆောင်အစ်ကအ သတိပေးသွားပါတယ်။အစ္စရေးရဲ့တက်ကလက်လက်တက်ခတ်မှုကြောင့်မမီတို့နိုင်ငံရဲ့ဒေတာဘေးမကင်းဖြစ်နေစေလျက်ရှိကြောင်းစီးရီးယားကောင်းဆောင်တကစနေမ24ကုလသမဂ္ဂထရီညီလာခံမိန့်ခွန်းမှာသတိပေးသွားပါတယ်။ဂျီဟတ်ကောင်းဆောင်ဟောင်းဖြစ်ခဲ့တဲ့စီးရီးယားကောင်းဆောင်တကကုလသမဂ္ဂထရီညီလာခံအတွက်နယူးယောက်ကိုအထင်ကြီးခီးစဉ်ရောက်ရှိခြင်းဖြစ်ပြီးအခုကုလခီးစဉ်တွင်သူဟာသူ့ရဲ့အစိုးမရောက်မှုနဲ့လူတွေကိုဆွဲဆောင်သိမ်းသိမ်းမှုကြိုးပမ်းခဲ့ပါတယ်။ စီးရီးယားကောင်းဆောင်တဲ့အာမတ်အယ်ရှာရာဟာဆယ်စုနှစ်များစွာတွင်ကုလထရီညီလာခံမှာတယောက်မိကိုပြောတဲ့ပထမဆုံးစီးရီးယားသမ္မတဖြစ်လာပါတယ်။အရင်အာဆက်လက်ထက်ကကုလသမဂ္ဂမှာတခါမှမိကိုပြောခြင်းရှိပဲအာဆက်ကလည်းရုရှားကြောထောက်နောက်ခံပြုမှုနဲ့သာ အသက်ရှင်နေရတာဖြစ်ပါတယ်။ခုတော့အာဆက်ဟာရုရှားကိုခပ်ပြေးသွားတာဖြစ်ပါလိမ့်။စီးရီးယားသမ္မတအာမတ်အယ်ရှာကတော့အမေရိကန်ရဲ့ထောက်ခံမှုနဲ့သူဟာကုလထီလာပြီးတော့ တက်ပြီးစကားပြောနိုင်ပြီဖြစ်ပါတယ်။သူကဂျမန်နဲ့တိအမေရိကန်ရဲ့စုဝေထုတ်ခြင်းခံခဲ့ရတဲ့အယ်ဂိုင်ဒါအဖွဲ့ဝင်ဟောင်းဖြစ်ခဲ့ဘူးလို့လည်းဖြစ်ပါတယ်။ဒါကြောင့်ရုပ်ချစ်စုတလူသူအနေထားဟာတော်တော်လေးကိုပြောင်းလဲသွားပါတယ်။ဆီးရီးယားဟာကမ္ဘာအရေးခင်းနေကြားထဲမှာပပနနရှောင်းတင်းနေရင်းနဲ့ကမ္ဘာမျက်နှာစံမှာဝင်ရောက်လာဖို့စ조사နေပုံရတယ်လို့လေးလာသူတွေကပြောပါတယ်။အာဆမ်မိသားစုရဲ့ရာဇဝတ်ကြအာနာရှင်စံစွာ တမ်မနီလိုအုပ်ချုပ်မှုကာလနောက်ပိုင်းဆီးရီးယားရဲ့ဆာမျက်နှာအသစ်ဖွင့်နိုင်ခဲ့ပြီဖြစ်ကြောင်းအနောက်တိုင်းဝန်ဆောင်ကိုတသက်ရဲဝတ်ထားတဲ့အာမက်အရှာကပြောပါလိမ့်ဆီးရီးယားဟာအကြက်တဲတင်ပို့သူနိုင်ငံဖြစ်ကနေငြိမ်းချမ်းရေးခွင့်လန်းတစ်ခုစီအသွင်ပြောင်းသွားပါပြီအများကြီးကျွန်တော်တို့လုံးဆရာရှိပါသေးတယ်လို့သူမိကုံမပြောပါလိမ့်ဒါပေမဲ့အာဆတ်ဆိုရပြုတ်ကြပြီးနောက်တမိုင်းကြောင်းရင်ဘက်ကိုထက်တလဲလဲတိုက်ခတ်မှုလုပ်နေတဲ့အစ်စွေးကြောင့်ဆီးရီးယားလားလာကိုထိခိုက်စေလျက်ရှိတယ်လို့ဆိုပါလိမ့်အာဆတ်လည်းမရှိတော့ပါဘူးအစ်စွေးအမြင်နဲ့တိုက်ခတ်မှုမတင်တော့ပါဘူး ရွေးထွက်တဲ့ယုံမှုတွေတော့တာဝန်ရှိသူတိုင်းတာဝန်ယူမှုတာဝန်ခံမှုရစီဖို့နဲ့တရားမျှတမှုစောင့်ကြည့်မှုကိုကျွန်တော်အာမခံပါတယ်လို့အာမအရှာရာကပြောပါတယ်။ဒီအချိန်လေးအောက်မှာကျွန်တော်တို့နိုင်ငံပေါ်အစ္စရေးတိုက်ခိုက်မှုတွေကဆက်ရှိနေတယ်။ဒါကဆီးရီးယားပေါ်နိုင်ငံတကာထောက်ခံအားပေးမှုနဲ့ကွဲလွဲနေပါတယ်။အကြမ်းတရသည့်တွေပေါ်ပေါအောင်ပဲချိန်ချောက်နေတယ်လို့ဖြစ်နေတယ်လို့သူကပြောပါတယ်။1983ခုနှစ်ယွန်ကပူးစစ်ပွဲနောက်ပိုင်းရရှိတဲ့အပြည့်အစုံသဘောတူညီချက်ကိုဆီးရီးယားအနေနဲ့အာရုံစူးစိုက်ထားပါကြောင်းသူကပြောပါတယ် ဒီလိုရလုံမှုနဲ့ရင်ဆိုင်နေရချင်းစီးရီးယားအနေနဲ့ညှိနှိုင်းဆွေးနွေးမှုပေါ်မှာနှိမ့်ညွတ်ဆုံးဖြတ်ထားပါတယ်။ကျွန်တော်တို့အနေနဲ့1984ခုနှစ်တက်တွေခွဲခြားချထားတဲ့သဘောတူညီချက်ကိုအာရုံစိုက်ပါတယ်လို့ဆိုပါတယ်။ဒီလိုတက်ကမှုနဲ့ကြောင်းဝချင်းမှာနိုင်ငံတကာတိုင်ဝမ်ကကျွန်တော်တို့နဲ့အတူရည်တည်ဖို့ပန်ကြားပါတယ်လို့စီးရီးယားခေါင်းဆောင်တကပြောသွားပါတယ်။